မားတို့ရိုက်နေပြီဆိုတော့ဝင်ကြတော့ထိုင်ကြည့်တညာတညာလုံးတနေလုံးအမားတို့ရိုက်လဲ energy ကျမသွားအမားတို့ကကြောက်လေအလုံးလုံးတဲ့အခါမှာအလုံးကဘူးဆိုဒီမှုဒီရဆိုအကိုမအလုံးလုံးဆိုတော့ပြန်မတော့ထိုင်ကြည့်နေရဆိုတော့အကိုကကြောက်ကိုကကိုလည်းရိုက်ပြီးတော့အရန်ရှင်ခုံတယ် ကြည့်ပြီးတော့အော်ကိုငငယ်တော့ကစ조사ရတဲ့လူတယောက်အနေနဲ့ဆိုတော့အော်ဒါလေးကတော့ကိုလဲဒါကိုအတွက်ကဘာမှအရင်ကြီးခင်းနေတဲ့အရာမဟုတ်တော့ okay ဘာတော်ဟောကိုရဲ့မောင်တယောက်ကိုဝင်းရံတယ်လို့ဝင်းရံပြီးမယ်ဆိုပြီးတော့ကြောက်ဖြစ်တာပေါ့အဲ့လိုမျိုး तू ကတော့အဲ့လိုအဲ့ဒါပါပဲ तू ကအာ I think ကောင်းကောင်းတော့မသိသေးဘူးငါအာမနာတဖုန်တော့ငါကြည့်ပြီးပြောမှာအကြီးစားဝေဖန်ထောက်ပြပေးပါဦးကိုချိန်ပါချိန်ပါဟုတ် အမှန်တည်းပြောရအောင်တော့အဓိကတော့မတော့ခန့်ထင်ပေါ့ခန့်ထင်ခန့်ထင်ခန့်ထင်ဆလွဲလာအိမ်မှာအဓိကတော့မတော့အာခန့်ထင်ပေါ့နော်ပြင်မာကြရေသေးတီးရအပြင်ဆိုတော့ကျတော့ကုတ်မောင်လေးလိုပဲမောင်လေးလိုဆိုတော့အဓိကကတော့သူနဲ့ကားရိုက်ဆုံဘူးနော်ကားရိုက်ဆုံများတာအဲကားရိုက်ဆုံနမအရန်ရောအဆုံကတော့တအားတော့မများလိုက်ဘူးဒါပေမဲ့လည်းအဲ့မှာခင်မရင်းနှီးသွားတယ်ပြီးတော့သူ့ရဲ့ပေါ့နော်အမှုပြန်ပေါ်ထားတဲ့ အဲပေါ့နော်စိတ်ထားလေးတွေပြီးတော့သူ့ရဲ့ကြိုးစားမှုတွေအသူ့ရဲ့ဖြစ်ချင်တဲ့ပေါ့နော်ဇော်တွေသူလှုပ်ချင်တဲ့ပေါ့နော်စိတ်အားထွက်ချွမှုတွေကိုကအရင်မြင်ရတော့ကိုငငယ်တုန်းကအဲ့လိုရုန်းကန်ပြီးတော့ပေါ့နော်လှုပ်ရတဲ့သူတယောက်ကိုမြင်ရသလိုခံစားရတယ်ပြီးတော့ထူးချင်းဆိုဒီကားကိုသူအရင်အာယုံထည့်ထားတာအတွေ့အတိုင်းသူကဒီကားပဲသူဒီကားကိုသူဘလို့တွေပေါ့နော်သူအရင်ကြီးစိတ်နဲ့ထားတယ်ဆိုတော့သူ့အတွက်ဒါလေးကတော်တော်လေးကိုပေါ့နော်အာကာရက်တာတစ်ခုအနေနဲ့အဲသူပါဝင်ခွင့်ရတဲ့အခါသူအဲ့ဒါအရင်ပေါ့နော်အာ reach ရောက်ချင်တဲ့ပိတ်သက်ကိုလည်းဒါလေးတွေကိုပေါ့နော် ာယုံစိုက်စေချင်တော့သူ့မှာအရန်ဆန္ဒပြင်ပြတဲ့ခါကျတော့ဟုတ်ပြီကတော့ဝဲပေးဟုတ်အပရက်ချိုးပြရင်တော့ပြောလာခဲ့မယ်ပေါ့နော်အမတက်ပေးမယ်ဆိုပြီးပြောဖြစ်တယ်အမေပိုကောင်းတော့လာကပြမဲ့ channel ကလည်းမြတ်တို့ဒါ hey play application ကလည်းဖြစ်တယ်ပြီးတော့ခါကျတော့ဒါ channel 7လည်းဖြစ်နေတဲ့ခါကျတော့ဒါမြတ်တို့ကလည်းဒါဒါ hey play နဲ့ channel 7ဆိုတော့ကိုယ့်ရဲ့ပြောရမိသားစုလိုတောင်ဖြစ်နေတယ်ကိုယ့်တော်မှာလည်းကျေးဇူးအများကြီးရှိတဲ့ application နဲ့ channel line ဖြစ်တဲ့ခါကျတော့မြတ်တို့ဒီဒီပွဲကိုဒီနေ့တက်ရအတွက်အရန်ကိုလည်းဝမ်းသာပါတယ်အရန်လည်းပိုပြီးပြောရှင်ရပါတယ်အာပြီးတော့ခါကျတော့ ပြောရရင်တော့အာဒီ producer ကလည်းကိုယ်နဲ့ငငယ်တွေကကိုယ့်အကူလိုခင်ရသူတွေဖြစ်နေတော့ကိုယ့်ရဲ့မိသားစုတွေနဲ့အဲပြန်တွေ့ရတဲ့မျိုးခံစားရတယ်။နောက်သူ့ကိုလည်းအဓိကတော့ဒီကားထဲမှာစုံမထဲမှာပေါ့နော်။သူ့ကိုအနည်းငယ်လေးအပြိတက်ရဲ့ပေါ့သူ့ character လေးကိုအာရုံစိုက်စိတ်ချင်တာကြောင့်လည်းလာပြီးတော့ဝိညာဉ်ပေးပြတာလို့ပြောလို့ရတယ်။အာဆန်ဝါဆာပရိုက်စ်ပေါ့အရန်ပြောရတာဘာလို့မှအမကလည်းနည်းနည်းအလုပ်ပုံများတယ်လေအလုပ်များတယ်ဆိုတော့ပြီးတော့ မလကဆိုလည်းဟိုမှာကထိန်ဆိုတာမိုင်လေးမှမမြင်နိုင်တော့အမအစူးရှိတာပဲဒီနေ့အမန်းပြောရလဲပေါ့အာငါမအာမပုံပြောသွားပြီပေါ့ဟိုလေးပြောလိုက်ပါဆိုပုံပြောသွားပြီအမပြောပြီးသွားရင်တော့အမအသေးချာဖြစ်ဖြစ်မအကုန်သူမရရတဲ့အချိန်ပေးပြီးတော့အာလာပြီးတော့ကူညီပေးတာဟိုအဲ့တော့ကျွန်တော်ကတော့ဒါပြောမှဆိုရင်ဒီအားတစ်ခုပဲပေါ့เนาะပြောကျွန်တော်တို့ဒီဒီအဲထဲမှာကဒီကောက်ဘယ်လောက်ထည့်လို့ အရင်ကျွန်တော်အသစ်ဖြစ်နေတာအသစ်ဖြစ်တော့တကယ်လို့ခွင့်ရရဖို့ရတယ် challenge ဖြစ်တယ်ဆိုတော့ဖြစ်တဲ့အချိန်ရတဲ့အချိန်မှာကိုဘယ်လိုလုပ်ထားတယ်ဒါကကြာကျွန်တော်ရှေ့မှာဒါ senior အရင် senior ကြာတဲ့သူပေါ့နော် professionally senior ကြာတဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲသူဘယ်လိုလုပ်တဲ့ပုံစံတွေရောပြီးတဲ့ခါကျရင်ဒါအမနဲ့လို့တော့ဒီမှာစုံပြီပေါ့ဒီစုံပြီဆိုတဲ့ခါကျရင်အမဘယ်ဟာတွေရောဘယ်လိုရှိလဲဘယ်လိုလုပ်ရမလဲအကြံဉာဏ်တောင်းနေတောင်းတာရှိရဲ့ ဒီနေ့ဆိုလည်းအမတကူတကရောက်လာပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ပါဘူး။ဒီကဘယ်တော့မှမသိတဲ့ရက်ကလေးကသူရဲ့သူတအားတွေပြောနေကြတယ်လေ။ဟုတ်ပြီအဲ့ကမီဒီယာမိတ်ဆက်ကြတော့အားရအောင်တက်မယ်တက်ပေးမယ်ပေါ့နော်။ဟိုဖြစ်မယ်ဆိုပြီးတော့ပြောထားတော့အခုကျကော့တီဖြစ်သွားတော့ လာပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အာအမတော်လည်းဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့အမမိုးပေါ်နော်။ဟိုရဲစိတ်တရားအတွက်လာရဲဆိုမှလည်းခုနလိုပေါ့ဒီမှာပြတဲ့ application တွေ channel တွေကကိုယ့်ရဲ့မိသားစုဟာတွေဖြစ်နေတဲ့အခါကျတော့ပို့ပြီးတော့လည်းပျော်ရွှင်ရပါတယ်။အဲ့တော့သူတို့လည်းပို့ပြီးတော့အားဖြစ်သွားတယ်။အားဖြစ်သွားဆိုတာကပေါ့နော်။အတိရှိဆုံးရမ်းများတဲ့ဒီ channel 7လိုမျိုး TV line ကနေပြသခွင့်ရမယ်။ဒါပြီးမှအဲ rank reach ရောက်ပြီးတော့တော်တော်များပေါ့နော်။ကားကောင်းနေကြီးပဲစီစစ်ထုတ်တဲ့ hip play application ကနေပြသခွင့်ရမယ်ဆိုတော့တိတ်တော့ကဘယ်မှာပြမယ်မနာမသိသေးဘူး။ဟုတ်တယ်။ဘယ်မှာပြမယ်မနာ။ဟုတ်တယ်။ဟုတ်တယ်။ဒါရိုက်ပြီးတဲ့ အရန်လုံးမန်းနေအိုက်ဒီယာဆိုတော့ဟုတ်ကဲ့ဒီလိုမျိုးမြင်ရမှာပထမဦးဆုံးဆိုတဲ့အခါကျတော့လေကျွန်တော်တို့လည်းဒီအတင်နဲ့ပတ်သက်ပြီးအချဲလန့်ဖြစ်တဲ့အရာတွေများတာဟုတ်များတဲ့အခါကျတော့အမားနဲ့ရှူတင်ဆောင်တော့မှဆိုရင်တော့မှအမားတို့လိုရိုက်နေပြီဆိုတော့မွန်ကြားသွားထိုင်ကြည့်တညာတညာလုံးတနေ့လုံးအမားတို့ရိုက်လဲအနေကြီးကြမသွားအမားတို့ကကြောက်လေလောလောတဲ့ခါမှာအလုံးကမှုဆိုဒီမှုဒီရဆိုအကိုမအလုံးလို့ဆိုတော့ပြန်မသွားထိုင်ကြည့်နေရဆိုတော့အကိုကကြောက်ကိုကကိုလည်းရိုက်ပြီးတော့အရန်ရှင်ခုံတယ် တော့သူ့ကိုကျတော့အပြစ်မှာပို့ပြီးရင်းနေတယ်သူရဲ့ပိတ် ID နဲ့တရုတ်ဆောင်မှုကိုကျအမြတ်ဆုံးပိတ်ကားပေါ်မှာတီဗီပေါ်မှာမမြင်ရသေးဘူးပေါ့နော်အဲ့တော့တော့အဲ့သူ့ကိုဘာမှအများကြီးဝေဖန်လို့မရသေးဘူးဒါပေမဲ့မြတ်သူပြောလို့ရတာကသူ့ရဲ့အဲစိတ်ပေါ့နော်အမှုပညာပေါ့သူယူသစ်တဲ့စိတ်ပြီးတော့သူ့ရဲ့ဝန်းစာဖြည့်နိုင်မှုအဲသူ့ရဲ့ယူသွမှုတွေရောအယမ်းမြင်ရတယ်တခုပဲသူကအယမ်းစိတ်ကလေအယမ်းဟိုပေါ့နော်ငယ်လို့ပဲလားပြောမလားကိုရင်ငယ်လို့လို့ပေါ့နော်သူစိတ်မထားတတ်သေးတာတခုပဲ တကူးတတနေအလိုပေါ့နော်လူဝသာအဲလူဝသာမာတာဒေါသဖြစ်လဲအရန်လွယ်တယ်ပြီးစိတ်ခံစားရလဲတအားခံစားရတယ်ဆိုတော့အဲ့တော့ तू က तू ကအဲ့ဒီဟာလေးပါမရင်ကျက်သေးတဲ့သဘောလေးပါကျွန်တော် तू ကလေဒီအလုပ်ပေါ့ तू လုံးမယ်ဆိုတဲ့အလုပ်ပေါ့တပြော့တူရာ modeling ကလည်း तू ကအရန် crazy ဖြစ်တယ်သူက modeling one way မှာလည်းသူကအရင်ကြိုက်တယ်ပေါ့နောက်ပြီးတော့ body ကိုလည်းသူကကိုနေ့ကပြောတာငငယ်တော့ကိုကိုကိုသူ့ကိုပြင်မြင်ရသလိုဖြစ်တာသူ model ကိုလည်းသူစိတ်မလျှော့ဘူးကိုလိုပဲပြီး body by body by ကလည်းသူကရောမရောကြအဲ့လိုမျိုးတွေရှိတော့သူ့ကိုကြည့်ပြီးတော့အော်ကိုငငယ်တော့ကစူးစမ်းရတဲ့လူတယောက်အနေနဲ့ဆိုတော့အော်ဒါလေးကတော့ကိုလည်းဒါကိုအတွက်ကဘာမှအရင်ကြီးခရင်တဲ့အရာမဟုတ်တော့ okay ဟိုတော့ကိုရဲ့မောင်တယောက်ကိုဝင်းရတယ်လို့ဝင်းရံပေးမယ်ဆိုပြီးတော့ရောက်ဖြစ်တာပေါ့အဲ့လိုမျိုးသူ့ကတော့အဲ့လိုအဲ့ဒါပါပဲသူကအာ I think ကောင်းကောင်းတော့မသိသေးဘူးငါအားမလာတဲ့ဘုံတော့ငါကြည့်ပြီးပြောမှာပါ အကြီးစားဝေဖန်ထောက်ပြပေးပါဦးချိန်ပါချိန်ပါဟုတ်အဲ့လိုအဲ့လိုမဟုတ်ဘူးနော်ဟိုပေါ့ရအောင်တော့စ조사တီအောင်တော့조사တယ်။ဘာဆိုကိုယ်စကားကြီးကိုအဲ့လိုကြီးပေါ့နော်ဟိုတံမိုးမထားမှာအဲပုလလိုပေါ့နော်။အာလငါပါငါပုံပြောသွားတယ်ဆိုတော့အဲ့တစ်ခါဖြစ်သွားတယ်။နောက်ခါလေးခေါ်လို့လည်းအဲ့လိုဖြစ်သွားတယ်။ကိုယ်စကားကြီးကတံမိုးမရှိတော့။အဲ့တော့ကိုလှုပ်ပေးနိုင်မယ်ဆိုရင်ရန်ကုန်မှာရှိနေတဲ့ကိုလှုပ်ပေးနိုင်တဲ့ခါကျကိုလာမယ်ဆိုရင်ကိုလာတယ်ပေါ့။အဓိကကတော့အဲကိုယ်စကားကိုတစ်ဖက်သားတံမိုးထားအောင်ကိုနေခြင်းပဲ။အဲအဲ့အကြောင်းပါ။ ဟုတ်ပါဘူး။ငွေရေးရလေးစားအရန်ပေါ့အခုဆိုလဲအခုဒီပေါ်ဘာဆိုအကိုကိုကူညီပေးလို့မရမဟုတ်ပါဘူး။ဘာဆိုအမားရောဆိုလဲဒီရှင်မှာအများကြီးအလုပ်တွေလုပ်နေခါမှာအဒီဘာလို့မကွင်ဘူးလားဒီတောက်လျှောက်ပေါ့ဗောနော်အဲ့ဒါတွေလိုက်စီးရတယ်အရန်ပညာယူရတာဘလို့နောက်ဆုံးအ time schedule ဘလို့လုပ်တယ်ဆိုတာတွေအစားအရန်ပေါ့ဒီပွဲခုတ်တာကိုပြောနေတာလားငါပွဲခုတ်ကြမ်းတာကိုပြောနေတာလားအချိန်အချိန်ဘောနော်အဲ့လိုထပ်မတော်အောင်လုပ်နိုင်အလုပ်နဲ့ပတ်သက်ပြီးတော့ဗောပြီးတော့ ့ဒီနေ့ဒီလိုမျိုးလာပေးရဆိုတော့အမှန်ပြောရင်ကျွန်တော်ကျွန်တော်အမားနဲ့ခင်မင်းနဲ့ဆိုပေမဲ့အဲကိုကိုကိုလည်းဒီလိုပဲရောက်မှာပထမဆုံးမြင်ရမှာဖြစ်တဲ့ကြောင့်ကိုကိုတော့ငါတော့အရန်လှုပ်ထားတာပဲဒါဒီရှေ့ရစီနီယာတွေကဘယ်လိုမျိုးအဲဆုံးဖြတ်မလဲဆိုတာပေါ့နော်အဲ့ဒါတော့အဓိကပြည့်သက်တွေဆုံးဖြတ်ပါဒီဇက်ကောင်လေးပေါ့နော်ဒီအဆုံမှတ်ထဲကဒီခန့်ထင်ဟုတ်ကဲ့ဒီခန့်ထင်လေးကိုပေါ့နော်အဲဒီခန့်ထင်လေးကိုဒီကာတာလေးကိုပေါ့နော်အာကြည့်ပြီးတော့သူ့ကိုဝေဖန်ကြံကြံပေးပါလိုအပ်ချက်တွေရရှိကောင်းရှိနိုင် ရှင်နဲ့ရှင်နေဦးမှာပဲဒါပေမဲ့ပြိဿကပြုပြင်ပေးတဲ့ခါကျတစ်ချိန်မှာပြိဿချစ်ရတဲ့သူတယောက်လည်းဖြစ်လာဖြစ်လာလိမ့်မယ်လို့ပြောလဲပါတယ်။မမပြောတဲ့အတိုင်းဖြစ်အောင်လည်းကြိုးစားပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ပေါ့နော်အဓိကတရုတ်ဆောင်တော့ကိုထွန်းထွန်းပါဝင်ပါတယ်အဒီကားမှာဆိုရင်ဒါစုံမှတ်ဆိုရဲကားလေးပေါ့နော်ဇလန်းတွဲကအမျက်စိတို့ဒါမကြခင်မှာဆိုရင်ဟိုပါနော်73ရက်နေ့မှာစပြီးတော့အဲ channel 7မှာည9:00 9:00ည9:00မှာပြသပြီးတော့ hip application မှာတော့ အဲ့ဒီရဲ့ပဲပဲเนาะပြပြတော့มาဖြစ်ပါတယ်အဲဒါလေးကသူကတော့အဲ့ဆုံးမကားထဲမှာခန့်တင်နေရကနေပါပါတယ်နာမည်ကရဲသွေးတီဟာပါအဲနှစ်ခန်းဒီမှာလေးတော့တိပါတယ်သူ့ကိုဘော်ဒီကိုတိရမလားအဲ့လိုမျိုးတက်ချလိုက်တာအဲ့သူကလို့ပြောချင်ပါတယ် ဒီလိုပဲပြောတာပါတော့အာသူအပြင်အနုပညာဝန်ဆောင်ပေါ့เนาะသူဖြည့်တည်နေပါတယ်ဆိုတော့အာအတိတ်တယောက်အနေနဲ့ပေါ့เนาะအာကြိုဆိုပေးပါဝေဖန်ပေးပါအာဝေဖန်တဲ့အခါပေါ့เนาะဟိုမြစ်တာနဲ့အကြံပြုချက်တွေကိုသူကလည်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်မယ်လို့လည်းယုံကြည်ပါတယ်အာအမတယောက်အနေနဲ့ပေါ့သူ့ကိုအပ်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ဟုတ်ကျွန်တော်ကလည်းအမောကျေးဇူးများကြီးတင်ပါတယ်တကူကဒီမှာနော်လာပြီးတော့အာအားဖြည့်ပြီးတော့ကျေးဇူးများကြီးတင်နေအခုလည်းဆုံးမပြီးရတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လည်းနေတယ်လိုအပ်လိုအပ်ချက်ရှိလာတဲ့အရာတွေပဲပေါ့နော်ကျွန်တော်လိုအပ်ချက်ဆိုတော့အများကြီးရှိနေမှာပါအဲ့တော့ကြောင့်ကျွန်တော်ဒီဇာကားလေးထွက်လာတဲ့အခါကျရင်လည်းခန့်ထင်နေရတဲ့ character ဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတိုးဆောင်လာပါတယ်အဲ့တော့ကြောင့် အမြင်မတော်တာရှိရင်လည်းခွင့်လွှတ်ပေးကြပါပြီးတဲ့ခါရိုးချက်ရှိတဲ့အခါကျရင်လည်းချစ်တော်ချစ်တဲ့စိတ်လေးနဲ့ပေါ့နော်ကျွန်တော်ဝေပြန်ထောက်ပြပေးလို့ရပါတယ်လို့ပြောချင်ပါတယ်။အမောင်လည်းကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ကဲ့ရှင်ကျေးဇူးပါ။အဆင်ပြေပါနော်။ဟုတ်ကဲ့ရှင်။